ဟော်နာဖင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးစစ်ကိုအခုချိန်ထိစောင့်ပြီးတော့နားလည်ပြီးတော့သိခံဆောင်စားပေးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်လို့စကားပြောပြစီ။ဆေးအခုတော့ဝက်ဆင်းလေးတွေလိုက်နေအောင်ဒီပကန်းကိုလွတ်နေရဖြစ်ပါတယ်။ဟာတချို့လိုချင်တဲ့စောင့်လေးရှိလို့ရှင်လဲစစ်ကိုရဆင်းလေးလာရှာခိုင်းလို့ရတယ်ပေါ့နော်။ဒါမဲ့အခုတလောတော့ဆေးနားထားပါတယ်စက္ကလာပိုင်းလောက်ကြာမှဆေးမျိုးပြန်ဆောက်မယ်ပေါ့နော် ။ဟောတချို့စာအုပ်လေးလည်းတချို့တော့တချို့စာအုပ်တချို့တော့လည်းရထားရပေါ့နော်။ဟာစစ်စီကိုနောက်မကုန်ခင်တော့ရောင်းလိုက်မယ်လို့မျှော်မင်းရပါတယ်။အဲ့ချိန်ကျလို့ရှင်လည်းဘာစာအုပ်ကလေးထပ်ပါအောင်မလဲဆိုတာရင်ခုန်စာနဲ့စောင့်မျှော်ပြီးတော့ပါပေးပါအောင်နော်။ဟာဈေးလည်းရောင်းရင်းနဲ့ဈေးလည်းရောင်းရင်းနဲ့ Oreo ဘုတ်ကလေးလည်းတင်ပေးမယ်ပေါ့နော်။ဟုတ်ပြီစကားပြောရှင်အများကြီးအချိန်ကုန်မယ်အဲဆိုစစ်တိုးဆက်ပြီးဖတ်ကြမယ်ပေါ့နော် ထုံးစံတိုင်းနမထောက်ခင်မှာစင်းရဲ့ channel လေးကို like and subscribe share ရင်းလုပ်ပေးဖို့ချင်တာဆိုပါရနော်ဒီ file ကိုဖတ်ခွင့်ပေးတဲ့အတွက်မြန်မာလေးဖုန်းောက်ခင်လေးကျေးဇူးများတင်ပါတယ်နောက်တော့သာဆင်းသမျှအားလုံးကျမ်းမာချမ်းသာပြီးတော့အနေရပြီးကင်းရှင်းကြပါစေရှင်ဟုတ်ပကန်းကမိမိမိန်အပိုင်းတော့သူရပြည့်စုံမျိုးလုံးဖွင့်လာသည် ကတွင်းက၆ကတ်နေပြီး1 byte ကစာလောင်နေ။ကြောပြမနာကျင်မှုကိုမခံစားရတော့ခြေထောက်တွေကအေးဆန်နေပြီ။ညင်ရဲ့အေးအေးကခြေထောက်ကိုလှိုင်းတွန့်လေးများဖြင့်ပုတ်ခတ်နေ၏။အောက်အိမ်တွင်စီစီ၍ကန်းစက်မှထားလိုက်သည်။နေရောင်ဖြောဖြောကဒူကိုလုံးကိုနှွေးထွေးစေသည်။နေကင်းလား။သူရပြေဆောင်တွေးကကန်းဆက်မှတဆင့်တော်တဲကိုဝင်ခဲလိုက်သည် တပင်တွေကစိတ်ညှို့အောင်မှိုင်းနေပြီးနေပြောက်မကျနိုင်အောင်တောထူထပ်သည်ကြီးငှက်အတံများကိုမကြရမြည်သည့်သက်ရှိမှဒီတော်ထဲမှာမရှိဘူးထင်ရသည်တရွယ်များကတစ်ဖြက်ဖြက်တိုက်ခိုက်သည်လေရိုးတန်တဲ့တဲ့ကြာရသည်တတိတွေကိုစစ်စည်းလိုက်ပြီးအာတင်းကရှေ့ကိုဆက်လျှောက်သည်တောကိုဖြတ်ခဲ့ပြီးတော်ကိုကြော့ပြက်ခဲ့ပြီးဒီနောက်ရှေဟောင်းမုတ်ဦးတစ်ခုကိုတွေ့သည် မော်ဦးကကြီးမခန္ဓာပြီးလူတို့ကင်းမဲ့နေသည် နေအောင်ဖြောဖြောဆင်းသက်နေသည်မော်ဦးမှာကြီးကျယ်ခန္ဓာကအရှိန်အဝါကြီးသည်မော်ဦးထိတ်တွင်ဖုံးကြီးเจ้าမှတွေ့ရတကယ်သို့ပြသက်များရှိသည်သို့သောပိုလာပြီးပိုတင်တယ်သည်တစ်ချိန်လုံးစားလိုက်တော့လိုက်လုံနေခဲ့သည်သူရပြေဆောင်ကမြမလက်မှုပညာအခေါ်အများကိုတေချာမသိယခုမအူးကအတော့ကိုရှေးကြပြီး ခန်းနာတာကိုတော့ဝန်ခံရမည်။ဒူရာပြေဆုံးမုတ်ဦးရှေတွင်ရက်လိုက်သည်။ဘေးဘီဝဲရာကို ကြီးကတောက်မှောက်ကြည့်လိုက်သည်။ဘသူမှမရှိ။မုတ်ဦးထဲသို့ဝင်သည်။အယယဟာတိတ်ဆိတ်နေ၍စက်သိမ်းထားမိသည်။မြို့ပြကြည်လား။သူတို့ပြည်စုံခတ်တိုးတိုးရေရွံ့မိသည်အထဲရှိအဆောင်အုံများကအလွန်ထုထဲကြီးမှသည် အဆောက်အအုံပုံစံများကြောင့်ပုဂံခိကိုရောက်သွားတယ်လို့ခံစားရသည်။အုပ်ကြောင်များအိမ်များနှင့်ဈေးရဲများကိုရှောက်ကြည့်သည်။လေတုကခန်းဝင်းတွေသာဖြစ်ပြီးပဝန်းကျင်ကလူသူကင်းမဲ့နေသည်မှလွဲ၍အလုံးမပြတ်မစည်းရှိနေသေးသည်။မြို့ပြက်ကြီးတော့ဖြစ်ပုံမရ။ကောင်းငင်မှနေရောင်တစ်ဖြည်းဖြည်းမှိန်ဖြော်လာသည်။နေဝင်းသည့်စည်းကြောင်ကြောင့်ကောင်းငင်ကနေရဲလာ၏။ဒုရပိဆုံး လိမ္မော်နီယောက်တန်းဒီကောင်းကင်ကိုမော့ကြည့်ပြီးအိမ်ရန်နေရာရှာဖွေလိုက်သည်ဒဇမိတ်တစ်ခုအောက်သို့ဝင်ပြီးစံပြေပေါ်ထန်ချလိုက်သည်ကောင်းကင်နှင့်ပဝန်းချင်းကမြည်ရဲနေသည်မျက်လုံးများကိုမှိတ်ချလိုက်သည်ထို့နောက်အိတ်ပြောသွားပြန်သည်ဟဲ့လူကလေးခေါ်တန်းကြောင့်သူရပြည့်စုံလန်းနိုးလာသည်အိတ်တဝက်နိုးတဝက်အခြေအနေဖြင့်ခေါ်နေသူကိုကြည့်လိုက်သည်အမေအိုကြီးတယောက်က ခထောက်ထားပြီးသူ့ကိုမျက်မှောက်ကျုပ်ခါကြည့်နေသည်ဖေစားနေငါအိမ်ရှိမှာဘာလုပ်နေရောတလဲအမေအိုကြီးကပြောပြီးသူ့ကိုကုန်းမှဆွဲကလမ်းပေါ်ပြချလိုက်သည် သူရပြေဆုံးလန့်သွားပြီးစိတ်ရှုပ်စွာဖြင့်ကြည်လိုက်သည်ပုံဝန်းကျင်တွင် လူများမဟုတ်သစီများအပြည့်သစီအတန်တွေကဆူညံနေသည်မျက်လုံးနှလုံးကိုပေါ်လိုက်သည် ဒီတစေတွေကရှေ့ခေတ်အဝင်စာမျှဝတ်ထားကြသည်ပကံခေတ်နှစ်တူသည်ယောက်ျားတချို့ကမဲမဲထွားထွားနဲ့တင်းပုတ်ကြီးများကိုကင်ထားသည်တစေတွေကများပြားလွန်သည်နံပေါ်လင်းနေသည့်သူကိုနင်းသွားကြသည်ဦးစီထိုးပတ်တန်ကြရသည်ပကံခေတ်အဝင်စာများနဲ့မိမပြူတချို့ကခြေချင်းမှာခြူလေးကိုလှောက်ခါကကခုံနေကြသည်မိအောင်ကဝါထိန်တောက်ပါနေပြီး လက်ခုပ်ကြီးတန်ရမောတန်များကဝေါ်ကနေနေတူတဲ့အမဲဟင်းလျာနံတရင်နံတွေနဲ့အမွှေးချိုင်နံများလည်းရောထွေးနေသည်မြို့ကပတ်ဝင်လှုပ်ရှားရှုပ်ထွေးနေသည်တာမန်လူဆိုလိပ်ပြာလွင့်ကမူးမေလဲသွားနိုင်ပေမဲ့ဝိညာဉ်ဖြစ်ပြီးသားသူရပြေဆောင်ကတော့တတိအကောင်ကြီးရှိနေသေးသည်ဆိုင်ထမ်းများလည်းဆူညံနေသည်သကောရွယ်စားရှိသည့် တီမီခွက်ကြီးများကလေပေါ်တွင်မျောနေပြီးပုံဝန်းကျင်ကလင်းလည်နေသည်။ရမကြီးတွေထဲသစ်စီတွေနဲ့ပြင်းထန်နေပြီးပုံတရံများကလည်းအမျိုးစုံအရွယ်စားလင်းမျိုးစုံပဲ။တချို့ကသဲသဲမမထွားထွားကြိုင်ကြိုင်။တချို့ကတေးသေးညံ့ညံ့ခေါင်းကြီးကိုသေးဤကြကွင်းများရှိသလိုလေခါဖခင်တည်ရဲမများလည်းရှိသည်။တချို့မျက်နှာများက မိဘုံစောက်ထိုးမျက်နှာများတချို့ကမမရဲ့မောင်လေးများကဲ့သို့ဂျူများလည်းရှိသည်သူရပြည့်စုံတိတ်မကြောက်တော့ပဲကြီးမောလိုက်သည်တဆေတွေကြာရှေ့ဆက်တိုးသွားတော့လက်ဝဲပွဲတစ်ခုကိုတွေ့သည်တတမမတဆင်နှကောင်ကထိုးတန်နေကြပြီးဘေးမှာတဆင်များကဟော်ဟစ်အားပေးနေလေသည် ူတို့နှစ်ယောက်ကအောင်လာလို့၁မိနစ်နဲ့ပွဲမသိမ်းပဲသူအလိမ့်လိမ့်ကပ်ပုံနေကြသည်သူရပြည့်စုံဆင်ရစွာသာရဲ့ကြည်နေသည်မကြခင်တကောင်ကမှောက်သွားကပွဲပြီးသွားပြီးအနံ့ရသည့်တကောင်ကကရောင်းကြိုက်ကိုဖြေပြီးခပိုက်ထဲမှဒင်းကားများကို၌ကသစီအုပ်ထဲကျေးချလိုက်သည်သစီတွေကအော်အော်တောင်းတင်လူကောက်ကြပြီးသူ့ကိုတွန်းတိုက်တာကြောင့်သူရပြည့်စုံနင်းပြခံရပြန်သည် အချိန်တနောင်ရီအတွင်းမှာပင်နင်းပြဘွားရောက်တာနှစ်ကျင်းရှိနေလေပြီ။နာကျင်စွာညင်းညူလိုက်ပြီးနင်းပြဘွားမှာတွားတွားကထွက်လာခဲ့သည်။ဒုက္ကလုံးနာကျင်နေပေမဲ့ထားရခါဆက်လျှောက်လာသည်။တနေရာတွင် တစီတကောင်ကတခြားတစီတကောင်ကိုထုထောင်းပြီးမစက်ကြီးဖြဲကလူကျုပ်ကျော်ဝါးစားလိုက်သည်။သူတော်ပြည့်စုံရင်လည်းလှိုင်းတက်လာပြီးလမ်းဘေးသို့ပြေးကအန်ချလိုက်သည်။အစာများမရှိ၍ ရေးများသာထွက်လာသည်ထိုနေရာတွင်ဟင်ထိုင်ချကလမ်းမပေါ်ကြည့်လိုက်သည်လမ်းမပေါ်တွင်သစီများဖြင့်ရှုပ်ထွေးနေပြီးစုညံပေါ်လို့ရိုက်နေသည်အပွားအိုကြီးတယောက်ကမြေပြင်ပေါ်စောင့်ကြောက်ထိုင်ပြီးသူ့ကောင်းကိုဖြုတ်ခါရှေ့တွင်ချသည်ဒီမှာစတုံးကိုဖြီချပြီးသပင်တွေချတန်းရှာကတန်းတကောင်မိတိုင်းဆက်ဆက်သေးပြစ်ထည်သည် ပြူရပြည့်စုံကြည့်ရင်ကြက်သိန်းများထလာပြီခဏကြာတော့ခလေးတစီအုပ်စုရောက်လာကထိုကောင်းကိုပေါလုံးလိုကန်သွားပြီဟဲ့ဆောက်ကလေးတွေငါကောင်းကိုထားခဲ့စမ်းမိမိဟာထင်နေလားဟင်းဒီခလေးတွေအဖွားအကြီးပဲစကားရမ်းဆိုင်စွာဆဲဆုံနေသည်တစီလေးတွေကရီမောစွာအချင်းချင်းခေါင်းကိုကန်ပေးရင်းလမ်းမကြီးပေါ်ပြေးလွှားနေသည် လောင်သည့်မောင်းတံထွက်ပေါ်လာသည်။သူညာပွက်လို့ရိုက်နေသည်။မြို့တစ်ခုလုံးကတိတ်ဆိတ်သွား၏။သူရပြည့်စုံအံ့ဩထိတ်လန့်သွားသည်။လမပေါ်ရှိ သစေတွေအလုံးကလမကြီးပေါ်မှဖေးကို အလေမြင့်ဆင်းသွားသည်။လမကတိတ်ဆိတ်သွားပြီးစီမိခွက်များသာနေပေါ်ဝဲနေသည်။မောင်းတန်ကြာရပြန်သည်လိုရာပြေဆုံးမောင်းတန်လာရကိုလမ်းမြော်ကြည့်လိုက်သည် အကန်လာရအရက်တွင်ဝါရွှေသည့်မင်းအောင်တောက်တောက်ကိုစူးရှစွာမြင်ရသည်နောက်ဆုံးမောက်တန်တွင်မြေပြင်ကတုန်လှုပ်သွားတဲ့ခြင်းရသည်ဝါရွှေသည့်မိတော့ကပြပြပြပို့ပြီးနင်းနေလာသည်ပဝန်းကျင်ကိုကြည့်လိုက်တော့လူမှတပါကျန်းသည့်တစီများအားလုံးကမြေပြင်တွင်ဝတ်သွားနေကြပြီးဥညွှန်လိုက်သည်တစီတွေအားလုံးကဖိတ်ဖိတ်တုံအောင်ကြောင်ယူနေကြပြီး မိသူမှအတန်မထွက်ကြ။လူရပြေစုံအဝေးကိုကြည့်လိုက်ပြန်သည်။ကောင်းကင်တွင်လွင်မျောနေသည့်စီမီးခွက်များအလုံးဖျက်ပြိုင်နှင့်ထင်းငိမ့်သွားသည်။အင်မတန်အစွမ်းထက်သည့်တစီတကောင်လာတော့မီဖြစ်ကြောင်းနားလည်လိုက်သည်။တစီကဘလို့ကြီးလဲ။အကောင်ကြီးလား။ဂျိုကြီးနဲ့လား။ဂျိုဆူပန်းကိုပုံပြပန်းချက်ကြီးလား။ဘလူးလို့လား။ အမျိုးမျိုးပုံဖော်မှဆိုင်ရင်ကြောက်လန့်နေမိသည်ဝါတော့တီမိတော့တန်းကြီးကမျက်စီရှိကိုရောက်လာသည်လူရပြေဆုံးတအံ့တအော့ရက်နေစေမွေးပြက်သည့်တင်းရက်နဲ့တချို့ကလေထူတဲ့ပြက်လန်လာသည်ရန်နံကတင်းပြန်ပြီးထူချသည်ထန်းစင်တစ်ခုကိုတာမာထွားချိုင်းသည့်တစီရှိကောင်ကထန်းလာသည်စင်ပေါ်တွင်အမျိုးသားတစ်ယောက်ကခြေချိတ်ကထိုင်နေ၏ မျက်နာကိုတော့အသေးချာမမြင်ရခေသူကနှမောင်ပြီးရွှေချိန်လေးတွေပါသည့်တောင်ရှိပစိုးကိုဝတ်ထားသည်တောင်ရှိပစိုးမှာဘဂန်ခေဝတ်စားပုံနှင့်ဆင်တူရာကြောင့်ခြေနှစ်ဖက်ကိုရှင်းရှင်းလင်းလင်းမြင်ရသည်ခြေတွင်သမင်းသားများစီသည့်ထိတ်ချုံကော့တန်နေသည့်အနှက်ရောင်ဖနက်စီထားပြီးဖနရှိရွှေရောက်ကနော့အညွန်များမှာတောက်ပွားနေသည်ခြေချင်းဝတ်နှစ်ဖက်တွင် ွှေချေချင်းကိုဝစ်စင်ထားပြီးခါတွင်ရွှေခါကျိုးများကိုတိတ်တက်လှပစွာဝစ်စင်ထားသည်ခါထရှိရွှေကျိုးများမှာတစ်ဖြက်ဖြက်တောက်ပါနေသည်အနှံ့ရောင်ပေါ်ကိုဟုတ်ပေါ်တွင်ရွှေပေါင်းဆက်လွယ်ကျိုးကိုဘယင်များကဲ့သို့ကြက်ချေခက်အနေထားမလွယ်ထားပဲတစ်ဖက်သေးသာဆက်လွယ်တိုင်းလွယ်ထားသည်လကောက်ဝရှိရွှေလက်စည်းများကတိတ်ကိုလိုက်ဖက်သည် အနက်နှင့်ရွှေဤပေါင်းဆက်မှုကခံများဝင့်ထေပြီးဘာမတိအရှိန်အဝါကိုသေးစွမ်းနေသည်ထိုမျိုးသားရဲ့နတ်မောင်တိသဘင်များကပခုံးပေါ်ဖယုဖယဲဖြာကြနေပြီး ထို့သောဖယုဖယဲသဘင်များတွေကအတော့ကိုကြည်ကောင်းသည်ရွှေတစ်ခုတင်းကျစ်ဆင်းရင်ထားသည့်သူမှာထူးခြားသည့်အငွေတံများပြေရှံနေသည်ထို့သူက စေးရန်ကိုကပ်ပြီး ခပ်ပြင်းပြင်းဖွာရှိုက်သည်။ဘွားရွှေသည့်မိတော်တစ်ခုကထိုသူမျက်နှာအနီးဝင့်ဝဲသွားက မျက်နှာကိုသေးချမြင်ရသည်။ထိုသူမျက်နှာကမယုံနိုင်စရာကောင်းအောင်ပင်ချုံမောခံရသည်။ယူတော်သွားနိုင်လောက်သည့်ချုံမောမှုမျိုးနှင့်ထေဝခံရသည့်အရှင်ဝါများဈေးတံကိုခပ်ပြင်းပြင်းရှိုက်ပြီးအငွေများကိုမှုတ်ထွက်လိုက်ပုံကပြင်းထန်ပြင်းတွေ့ ထုံမူရာကပင် မိမ့်မော်ရင်မူသွားစေနိုင်သည်တွေ့မြင်လိုက်ရသူအပေါင်းတို့ကြော်ကွင်းနှင့်ပြစ်ဖမ်းလိုက်သလိုရုံးထွက်မနိုင်အောင်ယူစားထားနိုင်သည်ထိုသူကပြောမပြနိုင်လောက်အောင်ချော်မော်ခံရသည်ထိုသူက ပြုံးခြင်းမရှိနှက်ခါတစုံကပြည်တင်းနေပြီးကြောင်းမတ်ဖွယ်အရှိန်အဝါများကသူ့တကိုယ်လုံးမှစိတ်ထွက်နေသည်သူရပြည့်စုံနေခြင်းအသက်ရှူဖို့ကိုပင် မေရော်သွားရသည်သူမော့ကအကြီးထိုသူကအောက်ကိုငေါ်အကြီးအကြီးနှစ်ခုကပေါင်းဆက်သွားသည်ထိုသူကြီးအကြီးကအေးဆန်နေပြီးတစ်ချိန်ထဲမှာပင်အရင်ဆန်နေသည်သူရပြည်စုံကိုဝါမျိုးတော်မီကြားရတဲ့ကောင်လို ရှူရှူဆာဆာထိုသူက သူ့ကိုလေးစက္ကန့်မြစိုက်ကြည့်ပြီးမျက်ခုံးတစ်ချက်ပင်ကတခြားတနေရာသို့အကြည့်လွှဲသွားသည် အကြည့်မှာ သမကရှံကများသို့တော်သူရပြည့်စုံဒူထောက်ကြသွားသည်ချေးချောင်းနိုင်စွမ်းအပြည့်ရှိသည်အစုံးမဲ့ချောင်းနဲ့ကြီးလိုအေးဆက်မှောင်မိုက်သော အကြည့်များသူရပြည့်စုံလက်ဖျားတွင်အေးဆက်သွားသည်အကြည့်ချင်းစုံမိသည့်အခိုင်နှလုံးသားအောက်ခြေမှတကြောင်တရားများထိုးထွက်လာသည်ထန်းစဉ်ကသူရပြည့်စုံနှင့်တစ်ဖြည်းဖြည်းဝေးကွာသွားသည်ဘွာရွှေသည့်မိတော်များက နှင်းမိန်ပြောက်ကွဲသွားပြီးကြီးမသည့်စီမီခွက်ထဲမှ မီးတောင်များလည်းပြန်လဲထွက်ပေါ်လာသည်။အုံနောက်ကဖလာတက်တက်လစ်ဟာနေစဉ်ထို့သူနှင့် အကြီးကြီးဆောင်မီသည့်အခါဝိညာဉ်များလွင့်စင်သွားသည်ထင်ရသည်။အဆုံးမဲ့အိမ်မက်ထဲတွင်မြင့်မြုပ်သွားသလိုမျိုးထို့သူကမိမိရဲ့အတွေ့အကြုံလုံးကိုထိုးဖောက်သိမြင်နေသလိုမျိုးကြောက်ရွံ့မှုတွေကဒီကိုယ်လုံးကိုတောင်းပန်သွားစေသည်။ အပိုင်လေးကောင်းကင်တွင်စီမိခွက်ကြီးများကဝင်လွယ်နေစေဒူရာပြေဆုံးထိုလူမျက်နှာကိုမြင်အောင်ပြီးစစ်သိမ်းဖြန်းလာတာကြောင့်ခေါင်းရမ်းလိုက်သည်ထိုလူပြက်ွယ်သွားပြီးတော့လက်မကြီးကပြန်လဲစီကားလာ၏လက်မကြီးတဲ့တိုးဝှေ့ဖြတ်ကျော်လာပြီးမြို့သေးသူအနှံ့လျှောက်သွားသည်ဝမ်ပိုက်ကဒူဝီမီနေပေမဲ့ကရဲဆိုင်တွင်မှာတော့မစားချင်သေးဘူးဆူရှာရှာညမွေးပွဲရနံက နှာခေါင်းထဲသို့သွန်ဝင်လာသည်အနံ့ကပြင်းထန်လို့သည်ညာမေးပွဲတနီယာရောက်တွင်သူရပြည့်စုံခြေလက်များတုံကနေရက်သွား၏သူရှာရှာညာမွေပန်းရနံကနှာခေါင်းထဲသို့သွန်ဝင်လာသည်အနံ့ကပြင်းထန်လို့သည်ညာမွေပန်းရနံကိုမကြောက်ခေါင်းတွင်မူဝေလာသလိုခံစားရသည်ရှေ့ဆက်ရှောင်းလန်းလာလေ အနက်ငါပြင်ထန်လာလေ။ဥယင်ကြီးတစ်ခုကိုလှမ်းမြင်ရသည်။ဥယင်ရှိရင်အသိများရှိနိုင်သည်။သူရပြေသောဥယင်ကြီးရဲ့လျှောက်လာခဲ့သည်။ထူးဆန်းသည့်တပင်ကြီးများရှိပြီးညမွေပန်းခင်ကြီးကမျက်စီတဆုံရှိသည်။ညမွေပန်းပင်တွေကရင်းညွတ်ထည်အမြင့်ရှိပြီးခွေ့ခွေ့လှုပ်လှုပ်ပွင့်လန်းနေကြသည်။ဘာပွင့်တွေကလရောင်အောက်တွင်ပြင်းပြင်းရှော့ရှော့မွေးဤနေ၏။ နှကောင်းကိုလက်နဲ့အုပ်လိုက်ပြီးပန်းပင်တွေချတွန်းဝေလာသည်။တဏှာအရောက်တွင် အနီရောက်အဆတစာကိုမြင်ရသည်။စိတ်ထဲစဉ်းစားခြင်းစိတ်တွေကပြေဝသွားပြီးထိုအနီရောက်ထံပြေးသွားကာအနီရောက်ကိုဖမ်းဆုပ်လိုက်သည်။နေ့ငါထုတ်ပြန်ပေး။အောက်ချီမှဒေါသတကြီးအတန်ထော်ပေါ်လာ၏။သူရောပြေဆုံးခေါင်းကအတန်ရှင်ကိုကြည့်လိုက်သည်။အတန်ရှင်က အဖိုးအိုတရားဤဒီကြကြပြောရင်သုံးနှစ်ကလေးအရွယ်စားခံသာရှိသည်အဖိုးအိုတရားသူကောင်းကပြန်ဝင်နေပြီးနှာခေါင်းရှည်ရှည်နဲ့မျက်လုံးပြူပြူဒူရာပြေဆုံးကြီးစရာကောင်းသည်အဖိုးအိုပုံစံကြောင့်ညီမောလိုက်သည်ဘယ်ကလူပုလေးလဲသူရပြည့်စုံတဟဟယီမောလိုက်အဖိုးအိုကစိတ်ဆိုးသွားဟန်ဖြင့်ခုံဆော့ခုံဆော့ခုံကား သူ့အုတ်ထုပ်ကိုပြန်လူသည်အဖိုးအိုကခုံဆော့ခုံဆော့ခုံနေရာကြောင့်ပို့ပြီးရီချင်လာသည်ပြန်ပေးငါအုတ်ထုပ်ပြန်ပေးအဖိုးအိုကသောတာတကြီးအော်ဟစ်သည်သူ့ရပြည့်စုံအုတ်ထုပ်ကိုအလွယ်တကူပဲပြန်ပေးလိုက်သည်အဖိုးအိုကအုတ်ထုပ်ကိုစကြနာနာပြန်ဆောင်းလိုက်ပြီးသူ့ကိုမော်ကြည့်၏ဆုတခုတော် သူရောပြည်စုံသဘောပေါက်စွာကရေးလိုက်သည်အဖိုးအိုကအုတ်ထုတ်နီနှင်စာဖြေရမည်အဖိုးအိုထံကအုတ်ထုတ်လူလိုက်တာမှန်သွားပြီလို့တွေ့မိသည်ဘာမှရှည်ရှည်ဝဝမစင်စားပဲဆက်မြန်မြန်ပြောလိုက်သည်ပန်းတီတလုံးကျွန်တော်ဗိုက်စာနေတယ်အဖိုးအိုမျက်နှာထအနှင်းငယ်အံ့ဩသွားပေမဲ့ချက်ချင်းပန်းတီတလုံးပြစ်ပေသည်ရော့ ြစ်ဆုံးပန်းဒီကိုဖမ်းလိုက်သည်ပန်းဒီကကုန်းဒီအရွယ်ခန့်ရှိပြီးနီးရဲဆူများသည်ပန်းဒီကိုအင်းကြီးလက်မောင်းပေါ်ခက်မြမြန်တုပ်လိုက်ပြီးတခိုက်ကိုက်လိုက်၏ချိုမြလွန်းသည့်ပန်းဒီကြောင့်အငတ်မရစားလိုက်တာတော့ဝက်ခံကုန်သွားသည်အဖိုးအိုကစုတ်တခါခေါင်းယမ်းသည်ဘေးကငပ်ပြန့်နေတယ်လူသားလေးသူရပြေဆောင်ကြောင်အားသွား၏ ဖို့ကဘသူ့လူသားလို့ပြောနေရလဲဟောက်ထုတ်ကိုလူးလို့ရတယ်လူးအဖိုးအိုကသူရပြေဆုံးနောက်မှာကြောက်စရာကောင်းသည့်တစုံတစ်ခုကိုမြင်သောအဖြစ်စကားကိုတဝက်တစ်ပြက်နှင်းရှယ်လိုက်သည်သူရပြေဆုံးတစ်ခုလုံးတောင်းခဲသွား၏အဖိုးအိုမျက်လုံးတွေထဲကြောက်ညွန့်ရိတ်တွေဖြည့်ဖြည့်သွားပြီးသူ့ကိုတစ်ချက်ကြည့်ကပန်းကင်းထဲဝင်ရောက်ပျောက်ကွယ်သွားသည် ပြူလာပြေဆောင်နောက်ကိုလှည့်မကြည့်ပဲတောက်တောက်ကြီးရှေ့ကိုလှမ်းသည်ဟမ်ငါတရေပဲဘသူ့ကိုကြောက်အောင်မလဲသူရပြေဆောင်အတော့ဝဝရှူကနောက်ကိုလှည့်ကြည့်သည်နောက်တွင်ပန်းပင်တွင်နှင့်အပင်ကြီးတချို့မှအပါဘာမှမတွေ့ရအခုမှဆင်အေးသွားဟန်ဖြင့်လေးဘူးတစ်ချက်မှုတ်ထုတ်ကပန်းသီးကိုတကိုက်ကိုက်လိုက်သည်ဘိုက်ပြေသွားတာကြောင့် နှခမ်းထောင်တို့ကခေါ်တက်သွားသည်သူရပြေဆောင်လေးလေးချုံကကြံပန်းသည့်တချမ်းကိုကင်ပြီးရှေ့သို့ဆက်တိုးလာသည်သူရပြေဆုံးခလုတ်တိုက်လဲကြသွားပြီးပန်ဒီကမြေကြီးပေါ်လိမ့်သွားသည်ပန်ဒီကိုချက်ချင်းကောက်ပြီးအဲ့ညီနဲ့အနေမြန်တော့လိုက်၏ဟမ်တော်သေးရဲ့ကပီးသားဘာမှဖုံးမသေးဘူး န်းသီးကိုတော်ပြီးမှအောက်ကိုကြည့်လိုက်သည်မြေပြင်ပေါ်တွင် အဖိုးကိုတယောက်လဲချနေ၏အနက်ရအဝဲစားအစုပ်ပြင်းများကိုဝစ်ဆင်ထားသည်အဖိုးအိုကနာနာကျင်ကျင်ညှဉ်းညူနေသည်လူရာပြေစုံလန်းသွားကအဖိုးအိုကိုထူလိုက်သည် အဖိုးအိုကပိန်နီအားနေနေပြီးဝမ်းပိုက်တွင်ပြက်ရရာကြီးရှိသည်တယောက်မှသွေးတွေက ရေပရောင်ခန့်နေသည်အဖိုးအိုကိုတွဲထူပြီး အပင်ကြီးတပင်အတွင်အသာရချသည်အဖိုးအိုကညင်ညူပြီးမျက်လုံးပွင်လာ၏လူကလေးအဖိုးတတ်တာရဲ့လားသူရပြည့်စုံမည်သည်အဖိုးကခက်ပြည့်ပြည့်ခေါင်းညှိ၏အဖိုးကပင်မနေပြီးအောင်းအင်ကုန်ခန်းနေရာချောင်းတနာလာမည်သည်ကပီးတာပန်းသည်တချံအားအဖိုးကိုလက်ထဲထည့်ပေးသည်အဖိုးဟို ကျွန်တော်ကြိုက်ထားပါမယ်။တတ်ပါရင်စားလိုက်ပါ။အဖိုးကောဖန်သီးကိုကြည့်ပြီးရောင်ရောင်လေးပြုံးသည်။အဖိုးအိုရဲ့မျက်လုံးတွေကနတ်မောင်အေးဆက်သွားတာကိုတော့ဒတိမထားမီ။အဖိုးကဖန်သီးကိုတကယ်ကြိုက်လိုက်သည်။လူကလေးကသဘောကောင်းလိုက်တာ။သူရပြည့်စုံရင်လည်းကြည်နူးကပြုံးလိုက်သည်။လူကလေးနဲ့မီကဘာလဲကွယ်။တတကရော ပြီးတော့ဘာနေသားလဲကျွန်တော်နာမည်ကသူရပြည့်တော်မှာဗျာတန်နေကုန်နေပါဆက်ကွန်နေနေပြည့်တော်မှာဗျာအဖိုးအိုကတွေ့တွေ့ဆက်ဆက်ခေါင်းငယ်သည်အဖိုးကတော့ကြားပါပြီကွယ်အခုဘယ်နှခုနှစ်ကိုရောက်နေပြီလဲလူကလေးရဲ့ငွေတက်ကြီးကရောอืมအခုက2019ကိုရောက်နေပြီဗျာကျွန်တော်က18ရဲ့ခုနလပိုင်း2000နှစ်မှာမိုးရွာ ပြီးတော့ခန်စာစာနေဟင်ခင်စာဆိုတာဘာလဲခင်စာမဟုတ်ပါဘူးအဖိုးရဲ့အာကျွန်တော်လည်းမပြောတတ်တော့ဘူးသူရပြေကြောင့်ပြောပြီးကြီးမောလိုက်ပြီးအဖိုးအိုရဲ့အပြုံးကလည်းပို့ပြီးတောက်ပါလာ၏အဖိုးအိုကသူ့ဝင်ုံထဲကနေရွှေရောက်တန်ကျိုးတစ်ခုကိုထုတ်ပြီးလက်ထဲထည့်ပေးသည်တန်ကျိုးကလက်ထိတ်နှင့်တွေ့ပြီးလက်ထိတ်နှစ်ခုကိုဆက်သွဲထားသည် အလျာကျိုးကတော့သုံးပေခန့်ရှင်းရသည်လက်ထိတ်လားသူရပြေဆောင်ကကျိုးကိုကြည့်ပြီးရေရွသည်လူကလေးကိုအဖို့လက်ဆောင်ပြန်ပေးမယ်ဒါကတခင်နဲ့ကျွန်ခန့်နိုင်လို့ရတဲ့စာချုပ်ကျိုးပဲဟမ်အဖို့ကကျိုးတစ်ဖက်တစ်ချက်တွင်ပါသည့်အခွင့်တွေကိုကိုင်းပြီးပြောသည်တစ်ဖက်ကိုလူကလေးခြေထောက်မှာခပ်ပြီးမ ကိုယ့်ရဲ့ကြံဖြစ်စေခြင်းနဲ့သူကိုသူ့ခြေချင်းဝမှာခပ်ပြီးငါအမိန်မာခန်းဆိုပြီးအော်လိုက်ရင်စာချုပ်ကအသက်ဝင်သွားပြီ။အော်မိုက်လိုက်တာ။သူရပြည့်စုံကကျိုးကိုကြည့်ပြီးတအံ့တော့ဖြစ်နေသည်။အဖိုးအိုရဲ့နှကန်းထောင်တွေကကော့တက်သွား၏။ဒါလူကလေးယူထား။ယူလို့ဖြစ်ပါမလား။သူရပြည့်စုံဒီလိုထူးထူးဆဆအရာကိုလက်မခံခြင်းပဲ။ အဖိုးအိုကပြောမီလက်ကိုဆုပ်ကိုင်းလာသည်ယူလိုက်ပါလူကလေးရဲ့အဖိုးကကျေးဇူးဆက်တာပါရှေးဝါရောင်အနေနဲ့တခုကသူရပြည့်စုံတို့ကိုရက်ခတ်သွားပြီးအဖိုးအိုရောသူပါနှွင့်ထွက်သွားပြီရှေးဝါရောင်အလင်းတန်းကတော်တော်လေးလင်းလန့်လွန်းတာကြောင့်မျိုးလုံးတွေပြားသွားတယ်နေလူတဲ့ညောင်းနှံကထွက်ပေါ်လာပြီး ညမွေးပန်းရနံနှင့်ရောနှောသွားတာကြောင့်ပေါ်ကလေးဆန်စရာကောင်းသည်သူရာပြေဆုံးတွေးတလုတ်ခံအန်ထွက်သွားပြီးလဲကြနေရာမှာထားလိုက်သည်ရှေးကမြင်ရင်းကရင်းကိုတုံ့နှုတ်သွားစေသည်ထို့လိုခုနကတွေ့ခဲ့သည်အချိန်ဝါကြီးမာသည်လူထို့လိုကအသွားနှစ်ဖက်ပါသည်လှံကိုကင်ထားပြီးအဖိုးအိုထံတစ်ချက်ချင်းလျှောက်သွားနေသည်တလန်းချင်းလျှောက်သွားနေသည် အဖိုးကမြေပြင်ပေါ်အကူအညီမဲ့စွာလဲကျနေပြီးတုံ့ညီနေသည်ထိုလူသပင်တွေကပုတ်ခုံးပေါ်တွင်မင့်ဝဲနေပြီးနှစ်ဖူးတင့်ကျင်ဆင်ရင်ထားရာကြောင့်မျက်နှာကရှင်းလင်းနေသည်ပုတ်ခုံးထမကော့တက်နေသည့်အချွန်တက်ဒစာများက ရွှေရောင်တောက်ပါနေသည်ခါပေါ်မှခပန်းကျိုးတွင်နေရွှေကျိုးများမှ အောက်ခံအနက်ထည်ပေါ်မှတလက်လက်ထပ်ပွားနေသည်ဖဏမှာ ရခင်လုံးကမြင်ခဲ့ရတဲ့အတိုင်းရွှေကြည်ဖောက်ထိတ်ချုံဖနနဲ့လက်စည်းမှာလဲရွှေလက်စည်းလမောင်းတွင်ရွှေလက်စည်းကတခုပေါ်လာသည်ရခင်ကမရှိဒူဖုံသည်ရွှေအနာကိုဘောင်းဝင်ရှင်ဝတ်ထားပြီးတောင်ရှိကိုဘောင်းဝင်ရှင်အပေါ်မှာခက်ရှိရှိအခါခရောင်းကြိုက်ထားပြီးသူရပြေဆောင်ထိုသူရဲ့စက်တီအပေါင်းခါးညောင်းနေသည်ပုံရင်းကြောင့်ရင်းမောမိသွား၏ထိုလူက အရှိန်ဝါအပြည့်နှင့်အဖိုးအိုထံရှောက်လန်းနေသည်ထိုလူကအဖိုးအိုထံဥတီပြီးလှန့်ရှည်ကိုမြှောက်လိုက်သည့်အချိန်တွင်တော့မလုံနဲ့သူရပြေဆောင်အော်ဟစ်ပြီးထိုလူရှေ့ကိုပြေးဝင်သွားသည်ထိုလူလက်တွေကတုံဆိုင်သွားပြီးသူ့ကိုမျက်မှောက်ကျုပ်ခါကြည့်လာသည်ထိုလူအဖိုးအိုကိုကြည့်လိုက်သည့်အချိန်မှာတော့အဖိုးအိုကထိုနေရာမှပျောက်ကွယ်သွားသည် ညာမွေပန်းခင်ကြီးအလဲတွင်သူနှင့်ထိုလူတို့နောက်တစ်ကြိမ်အချီချင်းဆုံကြပြန်သည်လေဝိတွင်ညာမွေပန်းကလေးများကအတာရခရန်သွားပြီးလေထဲတွင်စုရှက်ရှာအနံများထုံမွန်းသွားလေသည်ထိုလူကလံကိုတင်းတင်းကန်ပြီးသူ့ကိုအေးဆက်စွာကြည်လာသည်ထိုလူမျိုးလုံးတွေကကြားရတဲ့ကောင်လူစုရှာတောက်ပနေပြီး ရာဇမန်ပြေဝသည်အရှိန်ဝါအာနာဆက်ကိုသင်ဆောင်ထားသည်သူရာပြေဆောင်ချက်ပေါက်လေးတကောင်လိုတုံ့ညီလာပြီးဒူးထောက်ကြသွားသည်မင်းထိုးလူအတန်ကအာနာဆက်ပြင်းထန်ကသူရာပြေဆောင်လင်းမရှိပါသည် လေထိုးအယုံလိုပြောခွေသွားသည်မင်းကိုတတ်ပြစ်မယ်ထိုးလူကခတ်တင်းတင်းကြဲ၍အေးဆက်ဆက်ပြောလာသည် လူသောသာထွက်နေသည်မှသိသာလာသည်ချောမောခံရသည်မိယုကထင်ထွက်နေပြီးမျိုးလုံးတွေကတွေးအောင်တောင်းနေ၏သူရပြည့်စုံဘာမှမစင်စားတော့ဘဲထိုလူခြေတော်တစ်ဖက်ကိုကိုအားလာဝုန်ဝန်လေးလိုပြေးဖလာသည်ထိုလူကစိတ်ရှုပ်စွာတောက်ခေါက်လိုက်သည်တောက်ခေါက်တံကမန်ပါလွန်၍သူရပြည့်စုံကြိုယိုတရှောင်းအေးစိန်သွားပြီးမျိုးလုံးမိန်လိုက်သည် ။အားပြင်ပေါ်သို့မြေကြီးတစ်ချက်လိမ့်ဆင်းသွားသည်။ထို့နောက်သူရပြည်ဆောင်ထိုလ်လူ၏ခြေတော်တစ်ဖက်ကိုဖက်လျက်သားအနေထားဖြင့်ထိုလ်လူကိုမောကြီးကအသက်ကိုဖက်နှင့်ထောင်၍အာကုံအော်ဟင်လိုက်တော်သည်။နာမယုံနာခံ